လောကမှာကံမကောင်းဘူးဆိုရင်ကံကောင်းအောင်ကဘာလုပ်ရလဲမကောင်းတဲ့ကံတွေပပြောက်အောင်ကံကောင်းတဲ့နည်းတွေမရှိဘူးလားလို့ဆိုရှိတယ်ကံမကောင်းဘူးဆိုတာအာကုတ္တအကျိုးတွေဝင်ရောက်နေတာကိုလူတွေကကံမကောင်းဘူးလို့ပြောတာအာကုတ္တရဲ့အကျိုးတရားတွေကကိုယ်တဏ္ဍာမှာလာရောက်ပြီးတော့ထိခိုက်နေပြီဆိုရင်ဒါကံမကောင်းဘူးလို့ပြောကြတယ် အဲ့ဒီအချိန်မှာကိုယ့်ရဲ့လောက်ရကိုပြန်ဆန်းစစ်ကြည့်ရမယ်အေးဟုတ်တယ်ငါတို့လုံနေတာအမှားမရှိဘူးအကောင်းနေလုံတယ်သို့တော့အတိတ်တုန်းကမှားယွင်းမှုတွေဟာလည်းလူတွေအတန်းတမှာလာရောက်ပြီးတော့မကျူးဝါဖြစ်ပြီးတော့အကျိုးပေးနေတာတွေလည်းရှိတတ်တယ်ပေါ့အဲ့ဒါလို့အဟောင်းတွေကထပြီးတော့ဖြစ်ပေါ်လာတာမျိုးတွေရောမရှိနိုင်ဘူးလားဆိုရှိနိုင်တယ်အဲ့ဒါလို့ရှိလာလို့ရှိရင် မာနဲ့အကာအကွယ်လုပ်ပြီးတော့မာလို့ရမလဲလို့ဆိုရင်ကံကောင်းအောင်ကောင်းတဲ့ကံတရားတွေကိုကြိုးစားပြီးတော့လုပ်ရခဏလို့ဖရာကိုအာယုံပြုမယ်တရားကိုအာယုံပြုမယ်တန်ခါကိုအာယုံပြုမယ်ဖရာရဲ့နှုတ်ကပတ်တော်တွေကိုရွတ်ဖတ်တရေစေမယ်ဖရာကို ပူဇော်မယ်နော်ဖရာနဲ့ပတ်သက်ပြီးတော့ပူဇော်မှုစိတ်ကြည်နူးမှုတွေရအောင်လုပ်ရကုသိုလ်ကောင်းမှုတွေမပြတ်လုပ်ပေးရမယ် ဖျားပန်းရေးချမ်းအမြဲတမ်းဆက်ကဖျားကိုအာယုံပြုဖျားကိုအာယုံပြုပြီးတော့ကုသတရားတွေကိုယ်စိတ်ထဲမှာဖြစ်ပေါ်အောင်ကြိုးစားအဲ့ဒါလိုကြိုးစားခြင်းအားဖြင့်လည်းပဲမကောင်းတဲ့ကံတွေဟာပယ်ဖြတ်သွားနိုင်တယ်ဒါကြောင့်မို့ရှင်းတော့ကျမ်းစာတစာရေးပြီးဆိုလို့ရှိရင်ကျမ်းတစ်ချမ်းရေးတယ်ဆိုတော့ပြီးအောင်ရေးနိုင်မှုတော်တော်ခင်းတယ်အဲ့ဒါမှဟိုကြီးလေးတဲ့တာဝန်ကြီးတစ်ခုကိုလှုပ်လှုပ်တာ အစားအနေအဆုံးအထိစာတအုပ်ရေးရတယ်ဆိုတာအမှန်တမ်းမခရင်တာမန်ပုဂ္ဂိုလ်တွေဆိုလဲမရေးနိုင်ကြဘူးအဲ့လိုရေးနိုင်ဖို့အတွက်ဒါဖေတော်မောင်တို့ရေးတာပြောတာမဟုတ်ဘူးနော်အလေးနဲ့စာကြီးတွေကို ရေးပြီဆိုလို့ရှင် မလုပ်ရတော့အဲ့ဒီရေးနေတဲ့စာကြားမှာယောဂဝေဒနာဖြစ်လာမယ်ဆိုရင်ပြီးအောင်ရေးနိုင်မှာမဟုတ်မကြမ်းမမာတွေဖြစ်လာရင်လည်းပြီးအောင်ရေးနိုင်မှာမဟုတ်တခြားအနောက်ရှက်တွေဝင်လာရင်လည်း ပြီးတိုင်မှာမဟုတ်ဘူးအဲ့ဒါကိုကြားဖြတ်ဝင်လာတာကိုအန္တရယ်လို့ခေါ်တာပါဠိစကားအန္တရာယကြားဖြတ်ဝင်ရောက်လာတဲ့အနှောင့်အယှက်ဟောအတွင်းထဲမှာကြားဖြတ်ဝင်ရောက်လာတဲ့အနှောင့်အယှက်တွေကိုအန္တရယ်လို့ပြောတာအဲ့ဒီအန္တရယ်တွေကိုပယ်ဖြောင်းနိုင်မှုအတွက်ရှေးဥစွာဘုရားကိုရှ िख ိုးကြတယ်ရှ िख ိုးပြီးတော့ ဖရားရဲ့ခုံတော်တွေကိုယ်စိတ်ထဲမှာနှလုံးထဲမှာထုံထားလိုက်တော့အဲ့ဒီကုသိုလ်ကံရဲ့ဆွမ်းအားကြောင့်ကြားဖြတ်ဝင်ရောက်မဲ့အကုသိုလ်တွေကမလားနိုင်တော့ဟန္တာဝိဒါဖြစ်သွားတယ်။ဒါကြောင့်မလို့မကောင်းတဲ့ဒီကံစိုးမိုးမောင်တွေကုသဏ္ဍမှာဖြစ်ပြီးဆိုတဲ့အခါမှာဖြစ်လာနိုင်တဲ့အရေးအယောင်တွေရှိပြီဆိုတဲ့အချိန်မှာဘာနဲ့ကာကွယ်ရသလဲလို့ဆို ဖရာကိုအာယုံပြုတ်ပြီးတော့ဗုဒ္ဓနုတ္တိကိုမြတ်မြတ်ပွားမယ်ဗုဒ္ဓနုတ္တိကိုပွားတယ်တော့ဖရာရှိခိုးတာတမန်ဩဃာဒဩဃာဒနဲ့ရွတ်ပြီးတော့ဖရာရှိခိုးတာမျိုးတင်တဲ့ပို့ပြီးတော့အရေးကြီးတာတော့ဖရာရဲ့ဂုဏ်တော်တွေကိုအာယုံပြုတ်ပြီးတော့ကမ္မထမ်းထိုင်တယ်လို့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုနှလုံးသွင်းဆင်ခြင်ပြီးတော့အချိန်များများ ဒီတရားတွေနဲ့မြတ်စွာဘုရားကို ပူဇော်ပါတယ်ဆိုတာလောက်ပါလုတ်ပြီးတဲ့အခါမှာကိုလုတ်တဲ့ကုသိုလ်ကောင်းမှုတွေအားလုံးကိုကိုမမြင်ရတဲ့တရားတွေကိုနိဗ္ဗာန်မှာရှိတဲ့အင်းဆောင်တတ်တွေပါတယ်ဒါတွေကိုအမြတ်တမ်းပေးဝေရအဲ့ဒီအမြတ်တမ်းပေးဝေခြင်းအဖြစ်ကိုတို့ကိုနဲ့သူတို့နဲ့ဟာမိတ်ဆွေဖြစ်သွားတယ်မိတ်ဆွေဖြစ်သွားခင်မင်းယင်းနိမှုတွေရလာတယ်မိတ်ဆွေဖြစ်လို့ရှိရင် ကိုအနေမရောက်အောင်သူတို့ဟိုကြည့်ရှုပြီလူမပြောနဲ့လေဒီဒီတမ်းမမပြောနဲ့အိမ်နာနေချင်းနဲ့တက်အောင်ပေါင်းရင်တောင်မှပဲကိုအိမ်ကိုကြည့်ပေးပေါ်ရမယ်မတက်ဘူးဆိုရင်မတိကြအောင်ဆောင်းနေမှာဘာကြီးဖြစ်နေလဲဟုတ်ကဲ့အိမ်နာနေချင်းနဲ့တက်မှအဲ့ဒါလိုပဲ ကိုမမြင်ရလို့အိမ်ဆောင်နှတ်တို့ကိုဆောင်နှတ်တို့သွားပြီးတော့ယံမဖြစ်လေနဲ့ယံဖြစ်ရင်တော့အဲ့ဒါကိုကောင်းကျိုးပေးမှာမဟုတ်ဘူးနော်ကောင်းကျိုးပေးမှာမဟုတ်ဘူးဘယ်သူနဲ့မှယံမဖြစ်နဲ့နောက်ဆုံးမှာကိုယ့်အိမ်ကမွေးထားတဲ့ခွေးတောင်ယံဖြစ်ရင်ကိုယ့်မျက်စောင်းထိုးကြည့်တာအ ਨੇ ဆုံးခံရမှာကြောက်လို့သာပြန်မလုထားရှိမယ်နော်အဲဒီကောင်းကြီးကလည်းသိတယ်သူတို့ကဒီ တရိစ္ဆာန်နေမှာလည်းအသိရှိတယ်လေတခါတော့ရိုက်ထားတဲ့လူဆိုရင်ရှောင်းပေးရှောင်းပေးနဲ့မျက်တောင်းစလို့ကြည့်တယ်သူတို့အမြဲတမ်းငါမြဘာလုပ်မလဲဆိုပြောဒေါသနဲ့ကြည့်သွားတာအဲ့ဒါအကောင်းကြီးများအောင်မေ့မနေနဲ့အဲ့တော့ဘသူနဲ့မှရှမ်းမဖြစ်ဘဲနဲ့မေတ္တာသက်ရောက်အောင်လှုပ်တာကိုယ့်အတွက်ကံကောင်းစေခြင်းရဲ့အကြောင်းတစ်ခုပဲဖြစ်တယ်ပေါ့ကိုယ့်အတွက်အကူအညီရခြင်းပဲဒါကြောင့်မို့ ေတ္တာပို့ရတယ်အမြတ်တမ်းပေးဝေရတယ်ကုသိုလ်ကောင်းမှုလုံတိုင်းလုံတိုင်းဖိတ်ကြပြီးတော့သူတို့ကိုအရေးတည်ယူလုပ်ပေးတာဟာမိတ်ဆွေတောင်မှလမ်းတွင်ရင်ကိုကအရင်ခေါ်ရတယ်အရေးတည်ယူနှုတ်ဆက်ရင်ရင်းနှီးတယ်မခေါ်ခြင်းသလိုလိုလှုပ်သွားရင်ဒီလိုနောက်ပြီးတော့သူကလည်းမခေါ်ခြင်းသလိုလိုပြန်လှုပ်มาပဲနောက်ကြလူလူချင်းတောင်ဒီလိုဖြစ်တတ်တာအဲ့ဒါကြောင့်မို့လို့ကံကောင်းအောင် လုပ်ဖို့ဆိုဒီမှာ ိုကိုတိုင်ကရှင်တဲ့ကအမုန်းကင်းပြီးတော့မေတ္တာဘာဝနာတွေမြဲမြဲပွားပြီးတော့လုပ်မယ်ဖရာကိုဖရာကိုအာယုံပြုပြီးတော့မေတ္တာတွေဘာဝနာတွေပွားမယ်ဆိုလို့ရှိရင်ကံကောင်းလာမှတေချာတယ်မေတ္တာပို့မယ်မြတ်တမ်းပေးဝေမယ်အားလုံးနဲ့မိတ်ဆွေတွေဖြစ်မယ်အရာရာမှာစိတ်ကြည်နူးမှုတွေရလာတဲ့အခါကိုတွေးတာတွေကိုကြံတာတွေကိုလှုပ်တာတွေလည်းလမ်းမှာမော်ရောက်လာနိုင်အဲ့လိုမဟုတ်ဘူး ကံကောင်းကြောင်းမလားမကောင်းတာတွေနဲ့တွေ့စိတ်ကညစ်ဆိုပူဆိုးအဲ့ကြလို့ရှင်ပူဆိုးသွားနိုင်တယ်အဲ့လိုမဖြစ်ရလေအောင်ဘယ်သူပဲဖြစ်ဖြစ်ကံကြမ္မာရဲ့အလဲအပြောင်းကံကောင်းတဲ့အခါကောင်းတယ်မကောင်းတဲ့အခါမကောင်းဘူးမကောင်းတဲ့အခါမှာကောင်းအောင်လုပ်ဖို့လုပ်နည်းရတော့အဲ့ဒီနည်းပဲမေတ္တာပွားမယ်ဖရာကိုအာရုံပြုမယ်စီမီပန်းရေချမ်းလှူဒန်းမယ်နော်ဆူတောင်းတာမတောင်းတာအသာထားလူတွေကဆူတောင်းတာပဲဦးစားပေးတယ် နော်တောင်းသည့်ဖြစ်စေမတောင်းသည့်ဖြစ်စေကိုယ်စိတ်ကြည်နူးမှုကအဓိကကြတယ်ဘုရားကုံတော်တွေကိုကိုယ့်ရဲ့ယဉ်နေနှလုံးနဲ့ရောက်အောင်တည်ငြိမ်အေးချမ်းမှုကိုပေးနိုင်တဲ့အမျိုးဖြစ်အောင်လုပ်ရပြီးပြီဆိုတော့မှကိုယ့်ရဲ့ wish ကိုဖော်ပြတာဆူတောင်းတိုင်းကတော့မရဘူးပေါ့ဆူတောင်းတိုင်းရလို့ရှိရင်ဘာမှလုပ်နေနဲ့ထိုင်ပြီးတော့သာဆူတောင်းဆောင်းဝဲအောင်လို့ရှိရင်ဒီ၅လုံးပါပါစေ၆လုံးပါပါစေထိုင်တဲ့ဆူတောင်းနေစာမကျက်နဲ့ ရမှာမဟုတ်ဘူးเนาะအဲ့ဒါကြောင့်မလို့ဆူတောင်းရုံနဲ့ဘယ်ရမှာမရဘူးဆူတောင်းတယ်ဆိုတော့ wish ကိုဖော်ပြတာပဲဖြစ်တယ်ဆူတောင်းတာလိုချင်တဲ့ဆန္ဒရဲ့နောက်မှာလုံလဝီရိယတို့အတိညာဉ်တို့ဆိုတာလိုက်ရတယ်ပေါ့အဲ့ဒီလိုအကြောင်းအကျိုးစီလျော်စွာအလုံးလုံးမှ ကောင်းကျိုးချမ်းသာတွေဆိုတာရနိုင်တယ်အဲ့ဒီလိုအချက်တွေကိုသိတာဟုတ်လည်းပဲသစ္စာဘုရားဟောတာဖြစ်သောကြောင့်ဗုဒ္ဓဆိုတဲ့ ခုံတော်ထဲမှာဘုရားခသိန်းကိုတည်ဆောင်းနိုင်တဲ့အတိညာရှိတယ်မြတ်စွာဘုရားလို့ဆိုတာကိုအာယုံပြုတ်ပြီးတော့နှလုံးသွင်းဆင်ခြင်ခြင်းအပြင်မိမိအတွက်ကံကောင်းလာနိုင်တယ်ဆိုတာကိုယုံကြည်ကြရမှာဖြစ်တယ်